အားလုံးပဲမင်္ဂလာပါခင်ဗျာယခုတစ်ခေါက်ဖတ်ပြခြင်းတဲ့ဝတ္ထုလေးရတော့ဆရာကြီးတကုံရှင်များရေးသားထားတဲ့စိတ်ပညာလောစိတ်တင်တာလောဆိုတဲ့ဝတ္ထုဇာတ်လမ်းလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာစိတ်ပညာလောစိတ်တင်တာလောမခင်သိန်းလွင်ဒီဒုတိယတန်းလက်မှတ်တစောင်းကိုယူ၍အင်းစိန်လောကရထားပေါ်တို့တက်ခဲ့လေ၏တွဲသေးတွင်ယောက်ျားတစ်ယောက်မိန်းကလေးနှစ်ယောက်ဘူကာပြားတစ်ယောက်ကို တွေ့ရတော့ခမအတော်အတန်အားတက်လျက် တောင်းတစ်ခုတင်ထိုင်လိုက်၏မိရထားတွဲထဲသို့ရောက်နေပြီးသူများသည်နှောက်တက်လာသောမိမပြူ၏ချစ်စပွဲကောင်းတော်မျက်နှာနှင့်အချိုးအချိတ်ကျလာသောကိုလုံးကိုပေါက်ကိုအကဲခတ်ဟန်ဖြင့်မသိမသာကြည့်လိုက်ကြ၏မခင်သိန်းလွင်သည်လက်ဆွဲအိတ်ကလေးထဲမှမိမယာအင်တာဗျူးခေါ်သောစာဆောင်ကိုထုတ်ယူကာလိပ်စာကိုနှစ်ခေါက်သုံးခေါက်မြထပ်၍ဖတ်ပြီးနောက်စာရင်အတွင်းသို့ယူသေးစွာပြန်၍ထည့်လိုက်လေသည် မိုင်းဘူတာတို့ရောက်တော့ကဆင်းသက်၍မြင်းလဲတစည်းကိုငှားပြီးလင်အထဲတွင်ပါတော့လိပ်စာတိုင်းမြင်းလဲကလေးကိုမောင်းစေ၏။နာယူဝက်ခတ်မောင်းမိတော့ကမြင်းလဲသမားသည်စပယ်ယုံဟုရေးထားသောခြံတချံရှိတွင်ရက်တန့်လိုက်လေသည်။မခင်သိန်းလွင်သည်မြင်းလဲခါကိုပေးပြီးနောက်ခြံဝတွင်ရက်၍လူရိတ်လူချေကိုကြည့်ရှုတတ်ရှိစဉ်ခြံဆောင်နေသူတို့လူတယောက်ထွက်လာ၍အကျိုးအကြောင်းမေးမြန်း၏။ မခင်သိန်းလွင်ကစာအုပ်ကိုထုတ်ပြ၍အင်ရှင်ဦးစိန်မောင်ကခေါ်ထားလေသဖြင့်အလုတ်အတွက်တွေ့ဆုံရန်လာရောက်ကြောင်းဖြစ်ပြောပြလေရာခြံဆောင်တီတကားကိုဖွင့်ပေး၍အင်စီတို့ခေါ်သွားလေသည်အင်ကြီးမှာရှေးဟောင်းအင်ကြီးတဆောင်ဖြစ်၍တေးကနိဗခန့်ခြေဝင်းသောခြံကြည့်လေ၌ဆောက်ထားရာခြံဆောင်တီမခင်သိန်းလွင်အားစင်ဝင်အောက်ရှိတကားမှဝင်စေ၍ဧကန်တခုအတွင်းတို့ခေါ်သွားပြီးလင်နေရထိုင်ခင်းများကိုပေးလေ၏ မကြာမီ အသက်40ကျော်50အတွင်းရှိ ရုပ်ရည်တန့်လှသော လူကြီးတစ်ယောက်ထွက်လာ၍မက်ခင်သိန်းလွင်၏အမိကိုမေးကာနှုတ်ခွန်းဆက်သပြီးနောက်ထောက်ခံစာရရောပညာရည်ချင်းရောတဘောကြပါလေလေဒါကြောင့်လေစာရေးပြီးစကားရေးရေးလဲလဲပြောရအောင်ခေါ်လိုက်တာပဲလျှည့်တူကောင်းကောင်းလုပ်နိုင်ရင်မဟုတ်လားဟုတ်ကဲ့လုပ်နိုင်ပါတယ်ရှင်လက်မှတ်တော့မရပါဘူးလက်မှတ်ကအရေးမကြီးပါဘူးလေ လူရတံဘိုးကိုလက်မှတ်ကဆုံးဖြတ်တာမဟုတ်ပါဘူးအရေးချင်းကဆုံးဖြတ်တာပါမှန်ပါတယ်ရှင်ဒီလိုဥကမက်ခင်တဲလွင်ရဲ့ဥကစာရေးဆရာတယောက်ဆိုပေမဲ့ဝေထုတွေကပြားတွေစောင်းမားတွေရေးတဲ့စာရေးဆရာမဟုတ်ပါဘူးကျောင်းသုံးစာအုပ်တွေလောက်ကင်ပြီးရာဆွေလေးနည်းနည်းပထဝီဝင်ကလေးနည်းနည်းအင်္ဂလိပ်စာအုပ်တွေဖတ်မှတ်စုထုတ်သူသေးသနာပြုတံပြုဥမှတ်သားချက်တွေမင်းကလည်းရေးပြီးတော့လက်နှိပ်ဆက်နဲ့ရိုက် ဖိုင်တွဲတင်တာတွဲအပြင်ကလာတဲ့စာကလေးတစ်စောင်နှစ်စောင်ပြန်ဒီလောက်ပါပဲဟုတ်ကဲ့ကျွန်မလုပ်နိုင်ပါတယ်လခ300ကျပ်ဆိုတာတော့ခြေနှက်ကဲမဟုတ်လားခြေနှက်ပါပြီရှင်ကိုင်းဒါဖြင့်3လအစမ်းခန့်ထားမယ်3လရှိလို့မှတဘောချင်မတိုက်ဆိုင်ရင်မှတ်ခင်သိန်းတွင်တဘောတိုင်းထွက်ချင်ထွက်နိုင်ပါတယ်ဟုတ်ပြီလားဟုတ်ကဲ့ရှင်ပြီးတော့ဒီမှာလာနေရမယ့်အချက်တစ်ခုကရှိတယ်နော် ဟုတ်ကဲ့ကျွန်မသိပါတယ် အိမ်စီမိမကြီးတယောက်73နှစ်လောက်တောက်တူမရခိုင်းဖို့ကလေးမလေးတယောက်လည်းအဖော်ရှိပါတယ်။နေရထိုင်ရတော့သူတို့နဲ့ကြည့်ပြီးစီမံတာပေါ့။အခန်းလို့တခုလည်းတတ်တတ်ပေးပါမယ်။ကျေးဇူးတင်ပါတယ်ရှင်။အိမ်မှာနေစီချင်တယ်ဆိုတဲ့အကြောင်းကဒီလိုပါ။ဦးကစိတ်ထဲမှာအမှတ်ရရင်အချိန်မရွေးပြောချင်တယ်။ဥပမာည9နာရီလောက်မှတတိယချင်ရမယ်။တခါတလေတနေ့လုံးမှတနားရီလောက်ပဲအလုပ်ရှိရှင်ရှိမယ်ကိုတိုင်လည်းလက်ကတုံနေလို့မရေးနိုင်ဘူး ဒါကြောင့်အချိန်မရွေးရအောင်ဆိုပြီးထားတာပဲဥရေးလိုက်တဲ့အထဲမှာလည်းဒီတိုင်းပဲပါပါတယ်ဒါဖြင့်ဒီချက်တွေအားလုံးသဘောတူတယ်နော်တခုတော့ရှိပါတယ်နှစ်ပတ်တစ်ခါတော့အိမ်ပြန်နိုင်ပါတယ်ဟုတ်ကဲ့သဘောတူပါတယ်ရှင်တခုပြောရအောင်မယ်ကျုပ်တို့ရွာကလေးကအင်ပတန်ခြောက်တွေ့တယ်ညကြရင်လည်းတိတ်ဆိတ်လိုက်တာဘာသမ်းမှမကြရဘူးကိစ္စမရှိပါဘူးရှင်ကျမနေနိုင်ပါတယ် ပြီးတော့အေးချမ်းစိတ်ငြိမ်တယ်ဆိုရင်တဘောကြပါလေရှင်။ gain ဒါဖြစ်ပေတော့စပြီးအလုပ်ဝင်နိုင်မလဲ။ဒီကနေ့တောက်ကြနေဆိုတော့တနင်္လာနေ့ကစပြီးလုပ်ပြရစီရှင်။ကောင်းပါပြီကောင်းပါပြီ gain သွားပြီတော့။ဤသို့ဖြင့်မတ်ခင်သိန်းလွင်ဒီဦးစိန်မောင်၏ secretary အလုပ်ကိုလက်ခံရရှိခဲ့၏။အိမ်ထဲမှထွက်၍ခြံထဲသို့ရှောက်လာခဲ့တော့ခါ၌ မခင်တိန်လွင်သည်မိမိနောက်မှတစုံတယောက်ကလှည့်၍ချောင်းမြောင်ကြီးရှုတကဲ့သို့ထင်မိလေ၏သို့သောအိုးငါစိတ်ထဲကထင်လို့ထင်မှရဲဟုတကိုယ်တည်းပြောဆိုကာချန်ပြင်းတို့ထွက်ခဲ့လေသည်တနင်္လာနေ့နနက်၌မခင်တိန်လွင်သည်နနက်လောကယထာဖြင့်သမိုင်းဘူတာတို့ဆက်ရောက်လာ၏တစ်တာနှင့်လက်ဆွဲတရေအိတ်စာတော်ပစ္စည်းလေးများကိုမိရထားတွဲထဲမှချပြီးလျှင်ဘူတာယုံတွင်းရှိတာဝန်ခံများထံအပ်ထားခဲ့ပြီးနောက် မြင်းလင်းခါရဘူတာပြင်ဖက်သို့ထွက်ခဲ့ရာအသက်60ကျော်80ခန့်ရှိမွန်ရီတက်မြတ်တော်မိန်းမကြီးတယောက်ဒီမခင်တိန်လွင်ဤလက်ကိုဆွဲလိုက်တာရန်ကုန်ကမခင်တိန်လွင်ဆိုတာ ကလေးမပဲလားဟုတ်ကဲ့ကျမနာမည်မခင်တိန်လွင်ပါတယ်ရှင်ရှေးလိုက်တာကွယ်နာမည်ကလည်းဟုတ်ပါပြီမောင်စိန်မောင်စီမှာအလုပ်လုပ်ဖို့ရှောက်ထားတာလေဟုတ်ကဲ့တော်တော်ကျမပါပဲတော်တော်နာမည်ကမဖွားကြည့်တဲ့မောင်စိန်မောင်ရဲ့အမိဖို့ ။အော်ဦးစိန်မောင်မအမေရှိတကူ။ရှိတာပေါ့အေး။ညီကိုကြူဖို့အတော်ပါလိုက်လာတာ။ညီပစ္စည်းတွေကိုမပါဘူးလား။ပါပါတယ်တော်တော်။ပူတာထဲမှာခဏအပ်ပစ်ခဲ့တယ်။သွားယူချေသွားယူချေ။မိမကြီးဒီတစုံတစ်ခုဆက်လက်မပြောဘဲပူတာယုံပြင်လမ်းဘတ်တို့ထွက်သွားလေရာ။မခင်သိမ့်လွင်ဒီအတန်ငယ်စိတ်စနိုးစနောက်ရှိနေပြီးနောက်မှာပြည့်စည်းမြောက်ကိုအလုတ္တမအားသေးစေ၍အပြင်းတို့ထွက်ခဲ့လေ၏ ်လမ်းပေါ်၌ကပေါဟောကားလေးတစ်စီးရက်လက်ရှိရာဥစိမ့်မောင်ဒီကာမောင်းတူနေရာ၌ထိုင်နေဒီကိုတွေ့ရ၏မခင်သိန်းလွင်ကိုမြင်တော့ကဥစိမ့်မောင်ဒီကားပေါ်မှဆင်းလာ၍ပစ္စည်းများကိုကားပေါ်သို့ကူညီတင်ပေ၏မေမေကဒီလိုပဲမခင်သိန်းလွင်ရဲ့ဧည့်သည်လိုင်းတူကိုယ်တိုင်လိုက်ကြရမှခြေနဲ့တယ်ဟုတ်ကဲ့ဒီလိုလာကြတာကျေးဇူးတင်ပါတယ်ရှင်ဦးစိမ်မောင်ကိုယ်တိုင် ကားကလေးကိုမောင်းရွေလာခဲ့ရာတခဏမျှကြာတွင် စပယ်ယုံခြံတို့ရောက်လာ၍ အိမ်ရှိစင်ဝင်အောက်တို့ကားဆိုင်တော်ကထမင်းချက်မိမကြီးနဲ့အိမ်ဖော်မိန်းကလေးတယောက်တို့ကပစ္စည်းများကိုကူညီချပေးလေသည်ထို့နောက်ဦးစိန်မောင်က အိမ်ဖော်မကလေးအားမှတ်ခင်တိုင်းလွင်နေရန်အခန်းကိုလိုက်၍ပြစေ၏၃လေးရက်ကြာတော့ကမှတ်ခင်တိုင်းလွင်မှာအစားအသောက်နေထိုင်နေသားတကြဖြစ်လေဦးစိန်မောင်၏အလုံများမှလည်းပြောပါလောက်အောင်မရှိပဲ နေ့ခင်းတွင်နိုင်ဝက်ခန့်ဥစိမ်မပြောတီကိုလက်ရည်တို့ဖြစ်လိုက်ရခြင်းလက်ရည်တို့ရေကူးပြီးဆောင်ရွက်များကိုတနအီခန့်မြလက်နှိပ်ဆက်ရရခြင်းတခါတရံညနေဆောင်လိုက်တော်၎င်းည9နာရီ8နာရီခန့်မြတော်၎င်း10မိနစ်15မိနစ်ခန့်လက်ရည်တို့ရေးရခြင်းများသာဖြစ်၏ထိုရက်အတွင်းအပြင်းမလာသောစာတစ်စောင်သာပြန်ကြားရလိမ့်၏ထိုရက်တစ်တပတ်တွင်မက္ခင်တိန်လွင်သည် ဦးစိန်မောင်ကြီးမိခင်တော်ဖွားကြီးအားတစ်ချိန်သာတွေ့ရ၏တော်ဖွားကြီးမှာ အိမ်ပေါ်ထပ်၌သာနေ၍ထမင်းကိုလည်းသူ့ခန်းထဲသို့ယူ၍စားကြောင်း အိမ်ပြင်တို့လည်းတခါတရံမှထွက်တတ်ကြောင်းလက်တို့လက်တောင်းခိုင်းစီရန်ရှိကာအိမ်ဖုံမာလေးနှင်းပွင့်ကိုသာခိုင်းလိရှိကြောင်းသိရ၏တချိန်တွင်ဦးစိန်မောင်နှင့်အတူရောနောကစကားပြောဆိုရလျာမိမကြီးမှာအလွန်ရုပ်ရည်တန့်ပြန့်၍စကားပြောကောင်းတော်လေ ၎င်း၏မျက်လုံးများမှာအရွယ်နှင့်မလိုက်အောင်ဆူးရှာတောက်ပတဖြင့်မိမိအားကြီးလိုက်တော်ခါများတွင်ကြောထဲမှဆိတ်၍သွားတကဲ့သို့ကြောင်ရွံ့တော်စိတ်များပင်ပို၍လာတတ်၏တို့ဖြစ်၍ဒေါ်ဖာကြီးစင်တော်ခါများ၌မှခင်သိန်းလွင်သည်လက်နှိပ်ဆက်ကိုသာ ရမယ်ရှာ၍ရိုက်နေတတ်၏ဥစိန်မောင်အတွက်ကတစုံတရာ ပြောဆိုရမရှိခြင်းစကားအလွန်နည်းသူတယောက်ဖြစ်၍အလုတ်ဝတရားရှိသောအခါမှသာမှခင်သိန်းလွင်အားစကားပြောဆိုလေရှိ၏ စကားကိုလည်းအပေါမပြောဘဲချူသားစွာပြောတတ်လေသည်ညနေချက်ချိန်များ၌လေမက်ခင်သိန်းလွင်အားနှင်းပွင့်နှင့်တူရွာထဲတွင်လမ်းလျှောက်ခွင့်ပေးထား၏သူနှင့်တာယာတော်ညနေခင်းများ၌မက်ခင်သိန်းလွင်သည်ရွာထဲတို့အိမ်ဖုံမှလည်းနှင်းပွင့်နှင့်တူလမ်းလျှောက်တတ်လေ၏ဤသို့ဖြင့်အချိန်များသည်တရွေ့၍ကုန်လွန်လာခဲ့လေသည်တနေ့တစ်နေ့ဦးစိန်မောင်သည်မက်ခင်သိန်းလွင်အလောက်အပီ၌အော်ဒါထက် မခင်တိန်လွင်အလုံးလုံးရတာပြောရဲ့လားဟုတ်ကဲ့ပြောပါတယ်ကျုပ်တို့ရွာကလေးကအင်မတန်ခြောက်တွေ့တယ်မခင်တိန်လွင်ရဲ့ဒီတော့ရန်ကုန်မှာနေနေကြတောင်းယုံတန်ယုံလူဟာဒီမှာတာရှိမနေနိုင်ကြဘူးအလုံးနဲ့ဆိုတော့နေရမှာပဲဦးရဲ့ပြီးတော့ကျမကိုယ်တိုင်လည်းနေရတာပြောပါတယ်နှင်းပွင့်နဲ့မင်းညကလမ်းလျှောက်ကြသေးတယ်မဟုတ်လားဟုတ်ကဲ့အမျိုးသမီးကိုလည်းကြံ့ခိုင်ရေးကလပ်မှာတောင် ကျမအသိဝင်ခဲ့တယ်အကစားဖက်မှာအတော်ဝါသနာပါတယ်ထင်တယ် ဟုတ်ကဲ့တနည်းတုံးကဒုတိယမေပမာစုအင်းစိန်ကရခဲ့ဖူးပါတယ်ရှင်။ဒါထက်တနည်းကမေတော်ကြီးနဲ့အိမ်ပေါ်မှာစကားလက်ဆုံကြနေတာတွေ့ပါတယ်။ဟုတ်ကဲ့အမေကြီးကအတော်ဘဟုတုတ္တဆုံတာပဲ။ရာဇဝင်ဆိုလဲရာဇဝင်ဘက်ကစိတ်ပညာဆိုလဲစိတ်ပညာဘက်ကစေချောင်းဝါချောင်းဆိုလဲစေချောင်းဝါချောင်းဘက်က စကားပြောအင်မတန်ကောင်းနေရှင်။ဟုတ်တယ်မခင်သိန်းလွင်စကားပြောအင်မတန်ကောင်းနေ။ ။လို့ပေမဲ့နှလုံးယောဂရှိလို့စကားသိမ့်မပြောနဲ့လို့ပြောထားရတယ်။ဒါပေမဲ့လေတခါတလေသူ့ရာလျှောက်ပြောချင်းပြောနေတာပဲ။ဦးလေးပြောတဲ့စကားလည်းနားမထောင်ဘူး။ဆရာဝန်ပြောတာလည်းနားမထောင်ဘူး။ဟုတ်ကဲ့ အတက်ကလည်းကြီးပြီဆိုတော့နှလုံးယောဂါဆိုတာစိုးရင်ရတာပေါ့ကျမရေတော့သူဂီယူဆိုင်ပါတယ်အစားအစာလည်းတွေ့ရမစားပါဘူးနှလုံးယောဂါဆိုတာထစ်ခနဲ့စိတ်ထိခိုက်လိုက်ရင်ရုတ်တရက်ဖြစ်သွားတတ်တယ်ဟုတ်ကဲ့ရှင် ကြိုင်ကြိုင်ကြိုင်ညနေလမ်းလျှောက်မိုးချွနေမယ်သွားပြီတော့နောက်3-4ရက်ခန့်ကြာတော့ခါတနေ့တော့ညနေဇောင်းနိုင်မှတ်ခင်သိမ့်လွင်ဒီတမိုင်းအမျိုးသမီးကိုလက်ကြံ့ခိုင်ကလပ်ဥက္ကဋ္ဌဒေါ်ချင်းရှိန်ကတည်ခင်းတော့လက်ဖက်ရည်ပွဲတွင်ဒေါ်ချင်းရှိန်နဲ့စကားလက်ဆောင်ကြလက်ရှိလေ၏ဘဲနဲ့လက်မှတ်ခင်သိမ့်တွင်ဦးစိန်မောင်ရဲ့မဲတော်ကြီးကိုဘယ်လိုတဘောရသလဲအတော်သားပဲအမကြီးရဲ့အမေကြီးကကောင်းကောင်းလက်မမရှာဘူး ပြီးတော့တူးနဲ့လည်းစကားစမြင်ပြောနေဖို့အလုပ်လည်းမရှိလာပါဘူးရှင်နှလုံးယောဂရှိတယ်ဆိုထင်ပါရဲ့တက်စာကိုလည်းအမြဲစားပြီးဆရာဝန်နဲ့နေရတယ်ပြောတာပဲဟုတ်ပါတယ်ရှင်အမေကြီးကသူ့ကိုတူတော့အတော်ကြီးဆိုင်တယ်ဒါထက်ဒီရောင်မှာနေရတာမပြင်းဘူးလားမခင်သိမ့်လွင်မပြင်းပါဘူးအမကြီးရဲ့ကျမနံပါတ်တစ်ခါရန်ကုန်ပြန်ခွင့်ရတယ်ပြီးတော့ကလပ်ကိုညနေလာပြီးအခုလိုအမကြီးတို့နဲ့လက်ဖက်တောက်စကားပြောဆိုတော့ပြင်းစရာမရှိလာပါဘူး ညီမတော့မပြောတတ်ဘူးသူတို့ရင်ကငှားတဲ့ secretary တွေတော့ပြေးလာကြည့်ပဲတချို့ကတော့အင်ကြီးဟာတိတ်ဆိတ်လွန်းလို့တဲ့တချို့လည်းအမေကြီးကိုတဘောမချလို့တဲ့အမျိုးမျိုးပဲဒါပေမဲ့သူ့လို့လောက်တာမှမဟုတ်ပဲမကြီးရဲ့အန်ငယ်ဥစိမ်မောင်လောက်ကိုလောက်တာပဲအန်ငယ်ကတော့တဘောကောင်းပါတယ်အိုးဥစိမ်မောင်ကတော့အင်ပရန်တဘောကောင်းတဲ့လူပဲဒီလိုလူမျိုးရှားပါတယ်နိုင်ဝက်ခန့်စကားစမိပြောပြီးနောက် မှတ်ခင်သိလွင်သည်ပြန်မီးဟုနှုတ်ဆက်ရာဒေါ်ကျင်ရှင်က"အိုးပြန်တော့မလား"ဟုတ်ကဲ့မကြီးတထက်ဘာပဲဖြစ်ဖြစ်အရေးကြောင်းရှိရင်ဒီကိုလာခဲ့နော်အမကြီးတို့ကိုပြောချလားငါညီမက အသက်အင်မတန်ငယ်သေးတယ်စိတ်ရောကိုယ်ရောနှုတ်နယ်သေးတော့ကိုကိုကိုကောင်းကောင်းမဆောက်ရှောက်နိုင်ဘူးထို့နောက်မှတ်ခင်သိလွင်သည်နေအိမ်တို့ပြန်ခဲ့ရာလမ်းတစ်လျှောက်လုံးတော်ချင်ရှိန်ပြောတော်စကားများကိုစဉ်းစား၍လာခဲ့လေ၏ ို့သောမိတို့မိများမစင်စားတတ်အောင်ရှိနေခဲ့လေသည်အိမ်တို့ပြန်ရောက်တော့ခါဦးစိန်မောင်သည်အိမ်တကားတွင်ရက်ကလမ်းဘတ်တို့မျောကြည့်နေသည်ကို တွေ့ရသဖြင့်မိမိကိုယ်ပင်စောင့်မျှော်၍နေလေသလိုဟု အောက်မေ့မိ၏စင်ဝင်အောက်တို့ရောက်တော့ခါဦးစိန်မောင်ကပြုံးလဲဘဲနဲ့လည်းမခင်သိမ့်တွင်ဒီကနေ့ညနေတော်ကျင်ရှင်ကပါတီပေးတယ်ဆိုတော်တော်ပြောရဲ့လားဟုတ်ကဲ့အန်ကေတော်ကျင်ရှင်နဲ့အတော်စကားဆုံးခဲ့ကြပါတယ် ဒီနေ့ညအလုပ်လုပ်ဖို့ရှိသေးသလားအန်ကဲမရှိပါဘူးအော်ဒါနဲ့ဒီကတိညာမေတော်ကြီးကမက်ခင်တဲလွင်နဲ့ညစာစားချင်နေတဲ့မက်ခင်တဲလွင်ဤစိတ်ထဲတွင်ထိတ်ခနဲဖြစ်၍သွား၏တော့ဘွားကြီးဒီမင်းမင်းနဲ့တူအဘဲကြောင့်ထမင်းစားချင်လေသည်။ဘာဖြစ်လို့စားချင်တာလဲအန်ကဲရဲ့မပြောတတ်ပါဘူးဗျာတဲ့အိမ်ထဲအတူနေပေမဲ့မက်ခင်တဲလွင်နဲ့တဲပြီးစကားစမြည်မပြောရဘူးတဲ့ ဒီတော့မှတ်ခင်တိန်လွင်နဲ့လည်းထမင်းစားရင်အေးအေးဆေးဆေးစကားပြောရအောင်နဲ့ဟုတ်ကဲ့ သူကပေချိန်စားတယ်ခုနှစ်နိုင်လောက်မှစားတယ်ခုနှစ်နိုင်ထိုးခါနေတော့အန်ကယ်လိုက်ပုမယ်လေအခုစောပါသေးတယ်6နိုင်ထိုးသေးတာပဲသူနဲ့ည9နိုင်ချိန်တွင်ဦးစိန်မောင်ကလိုက်ရွေးပို့တဖြစ်မှတ်ခင်တိန်လွင်ဒီတော်ဘွားကြီးအခန်းတွင်တော်ဘွားကြီးနှစ်သူ ထမင်းစားရ၏အခန်းမှာပပတ်လေပရင်ပေါက်များဖြစ်ဖြစ်လေ တယောက်အိတ်ကတဲ့သလုံးနဲ့အခန်းလေ၌ထားသောဇပွဲသလုံးမှတစ်ပါးအိမ်ထောင်ပရိဘောဂများများစွာမရှိလာခြင်းအလွန်တည့်ရတန့်ရှင်၍ကျမ်းမာရင်းနှီးညီညွတ်အောင် ပြင်ဆင်ထားသောအခန်းဖြစ်ကြောင်းသိရှိနိုင်လေသည်ထမင်းစားအပြီးတွင်ကော်ဖီတစ်ခွက်နှင့် ပရွန်းခေါ်ဇီးသီးချုံများကိုစားတော့ကြပြီနောက်တော်ဖာကြီးဒီမှတ်ခင်သိမ့်လွင်အားမိမိအိယာနှစ်ဘေးရှိစူဖာဘော်တို့ယူရစွာဆွဲယူပြီးနောက် ငါတို့မှဒီကနေ့ညနေမှတ်ကျင်ရှင်တို့လဖိတ်ဝဲသွားတယ်ဆိုဟုတ်ကဲ့တော်ဒီလိုပေါင်းနှင်းဖြစ်လာတာတော်တော်တိတ်ဝန်းတာတာပဲဟုတ်ကဲ့တော်မှတ်ကျင်ရှင်ကအင်ပတန်စကားပြောကောင်းတဲ့မိန်းမပဲလူတစ်ဖက်သားလဲသူ့ဖက်မှာပါပါအောင်ဆွဲတက်တယ်တော်တော်စကားလက်ဆောင်ကြားခဲ့ရလားဟုတ်ကဲ့နိုင်ဝဲလောက်သူနဲ့စကားပြောခဲ့ရပါတယ်ပြီးတော့တော်တော်လဲစကားဆက်စုတက်တယ်ဟုတ်ကဲ့ ထို့နောက်ဒေါ်ဘာကြီးသည်မှခင်သိမ့်လွင်ဤမိဘဆွေမျိုးညာတိအိမ်အခြေနေမိသားစုစိတ်သက်စတီတို့ကိုပါစမ်းစစ်မေးမြန်းကာမှခင်သိမ့်လွင်ဤဇင်းမြစ်ကိုလိန်မာပန်းသက်စွာနှင့်ထုတ်လဲ့ရှိလေ၏အော်ဒါထက်ငါထူမကြီးကိုမရောက်မဲတတော်ကိုရိုင်းနေမထင်းနဲ့နော်ဒီလောက်တောင်ပညာကလည်းတက်ရုပ်ကလည်းချောတဲ့လူကြောင့်မှချစ်တူတော်ရှိရမယ်လို့တတော်ထင်နေဘဲနဲ့လေ ထုတ်ခါမခင်သိန်းလွင်မှာမလွဲမရှောင်သာတော့တဖြစ်မိမိ၌ချစ်သူရှိကြောင်းသို့သောမိမိအလုလုဒီကိုမကြေမနက်ဖြစ်ကစကားကြောက်ဆများပြီးနောက်ယခုအခါအဆက်ပြည့်၍နေကြောင်းသို့သောတယောက်နဲ့တယောက်မြတ်တာမပြတ်ကြောင်းဖြင့်ဝန်ခံရလိမ့်သူနမေကဘသူတဲ့လေသူမကြီးရဲ့အရာရှိတယောက်လားဟုတ်ကဲ့သူကဗန်ရာရှိတယောက်ပါသူနမေကကိုညွန့်ဟန်နဲ့ပြန်ပြီးဆက်ဖို့ကွယ်တယောက်နဲ့တယောက်မြတ်တာပြတ်ကြတာမှမဟုတ်ပဲ ဟုတ်ကဲ့အခုတယောက်မှတယောက်နဲ့တယောက်စာပေးစာယူလုပ်နေကြပါပြီ။ကောင်းပါလေကွယ်ဝမ်းသာပါလေ။ဒါထက်သူမကြီးမှဘာယောဂါမှမရှိဘူးနော်။ကြည့်ရတာတိတ်ကျမ်းမာတာပဲ။ဟုတ်ကဲ့ဘာယောဂါမှမရှိပါဘူး။မိဘဘက်မှာကောဟုတ်ကဲ့မမေဘက်မှာရောဖေဖေဘက်မှာရောဘာယောဂါမှမရှိပါဘူး။မခင်သိမ့်လွင်ဒီတွန့်ခနေဖြစ်သွား၏။တော်တော်ကလည်းသိစစ်တာပဲ။အံငယ်ရဲ့အလုပ်ကိုလုပ်နိုင်တဲ့ရည်ချင်းနဲ့ ကျမမိဘနှစ်ဖက်စလုံးမှာယောဂရှိမရှိဆိုတဲ့ပြဿနာနဲ့ဘယ်လိုပတ်သက်တယ်လဲဆိုတာကျမအဖြစ်စဉ်းစားမရပါဘူးတော်တော်။ဥကွယ်သူမကြီးကလည်းတော်တော်မေးတာစိတ်ဆိုးသလား။နှုတ်ဖျားမှစကားများမှာပြားဤကဲ့သို့ခြူလာတော်လေတော်ဖားကြီးမျက်လုံးများမှမူမွေဟောက်ဤမျက်လုံးများကဲ့သို့စူးရှတောက်ပ၍လာတော်ဤ။သူမျက်လုံးတကူဖြစ် မှတ်ခင်သိမ့်လွင်သည်မိမိစိတ်ကိုချုပ်တီးချင်းခံရတဲ့ကဲ့သို့ထင်ရလေဤ။ဒါစိတ်ဆိုးစရာမဟုတ်ပါဘူးကွယ်။ တတော်ကတသက်လုံးလူမမာကြီးလုံနေရတော့ကျမ်းမာတယ်ဆိုတာကိုသိပြီးအဆွဲလန်းကြီးနေတာကွယ်ငါ့မှာနှလုံးရောဂါရှိတယ်ဆိုတာညီးသိတယ်မဟုတ်လားဒီမှာငါ့မျက်လုံးကိုကြည့်စမ်းကြည့်လေစိုက်ပြီးကြည့်အဲဟုတ်ပြီစပယ်ကြီးမွေဤညှို့ချင်းခံရတဲ့ကဲ့သို့မှတ်ခင်သိလွင်ဒီစကားလည်းမပြောနိုင်လှုပ်လည်းမလှုပ်နိုင်အောင်ရှိနေဤမီးပွင့်ကလေးနှစ်ပွင့်ကဲ့သို့တော်ဖွားကြီးတောက်ပတော်မျက်လုံးကလေးနှလုံးကိုသာစူးစိုက်ကြည့်ရှုနေမိလေသည်ငါမားပြီငါမားပြီ တော်ချင်းချင်းကိုချက်ချင်းသွားတိုင်မယ်ဟုရေရွတ်တော်လဲနှုတ်မအတံမထွက်ချေလေချောင်းဒီခြောက်တွေ့လျက်တကိုယ်လုံးမှလည်းကျိုးများဖြင့်တုံတောင်ထားတကဲ့သို့ရှိထိုချင်းတွင်ဒေါ်ဖွားကြီးဒီမိမိမျက်နှာနီးတော့ကက်ကအေးဆက်တော်မူရာဖြင့်ဟဟပပရေမောလိုက်ဒီကိုတီလိုက်ရလိမ့်ညီကောင်ကတိတ်တဘောကြတာပဲဤကျမ်းမလဲကျမ်းမတယ်မိဘကဆင်းတက်တဲ့ယောဂလည်းမရှိဘူးရုပ်ရည်ရောကိုလုံးကိုပေါ့ရောပြောစရာမရှိဘူး မဲမြန်မာတရားဆိုတော့တာပြီးကိုပေါက်ကိုရောက်လှတယ်ပို့ဤပြီးတော့အသက်ကလည်းညီအစ်တလောက်မှငါကတဘောကြတာငယ်လွန်းတော့လေနေရမကြဘူးညီအရွယ်ဆိုတော့ကိုလုံးကိုတဲ့အထွားဆုံးအလှဆုံးရွယ်ပဲမောင်စိမ်မောင်ခန့်ထားလိုက်တဲ့မိန်းလေးထဲမှာညီကွန်ကတဘောကြဆုံးပဲပြောလို့ပြောတာမဟုတ်ဘူးသူ့ရေရွတ်လိုက်ပြီးနောက်ဒေါ်ဖွားကြီးတီမခင်တိန်လွင်မျက်နှာနီးတို့ကက်ကအလွန်ပီတိဖြစ်ရန်ဖြင့်ရှုံရှုံဆာဆာကြည့်ရှုလက်ရှိလေဤထို့နောက်ဆက်လက်၍ ဒီတော့ညီကဘာလို့ရမလဲဆိုရင်ငါနေရာကိုညီကယူရမယ်။ငါကဒီနေ့စမ်းသပ်ကြည့်လာတာကြပြီ။ငါမှာနှလုံးရောဂါရှိတယ်။နေ့တည်မလားညတည်မလားမသိဘူး။ဒီတော့ညီနဲ့နေရာချင်းလဲရမယ်။ဘာပြောတာလဲဟင်ဘာကိုဆိုလိုတာလဲ။လေချောင်းတစ်ခုလုံးသူ့ချောင်းနေတဲ့ဖြင့်မှတ်ခင်သိမ့်လို့အတမှာလေတံမြတာထွက်တော်၏။မိမိအပေါ်တို့စီးရွေးကြည့်နေသော မျက်လုံးနှလုံးကိုလည်းကြောက်ရွံ့လာ၏။ သူနှင့်မက်ခင်သိန်းလွင်သည်နေရာမှထရန်ကြိုးစားလျက်ရှိရာအလွန်ထူးဆန်းသောအသိဉာဏ်နှင့်အာယုံတစ်ခုကိုပြင်းထန်စွာခံစားလိုက်ရတဲ့ကဲ့သို့ထင်ရပြီးနောက်မိမိအခြားကိုယ်တစ်ခုသည်မိမိ၏မူလကိုယ်ကြီးထဲမှထွက်သွားတဲ့ကဲ့သို့ထင်လိုက်ရ၏မိမိကိုယ်တိုင်နှင့်တဘွားကြီးတို့စကားပြောနေသည်ကို ထိုကိုယ်ခွဲကမြင်နေရ၏ထိုကိုယ်ခွဲသည်မူလကိုယ်စီတို့တွားရောက်ပူးကပ်ရန်စူးစမ်းလဲရှိလျား အလွန်တကူသက်သည့်ရှိသောအင်အားစုတစုက ထိုကိုခွဲကိုတွန်းလှန်ထားပြီးတကယ်သို့ကိုနှစ်ခုပူပေါင်း၍မရနိုင်အောင်ရှိတော်၏ဟေးမခင်သိန်းတွင်ငါတက်ဘလောက်ရှိပြီလို့ညှိထင်တယ်မသိပါဘူးရှင်အိုလာမပဲ60ပေါ့ဒါကညှိထင်တာကို60ဟုတ်လားဟာဟာဟာဒေါ်ဖွားကြီးဒီရေမောလိုက်ပြန်၏ သို့သောသူ၏ရည်တမှာဟာတာတက်တစုံတရာမှာပါပဲရက်ဆက်ကြမ်းကြုတ်တော်လှိုင်းတန်ကြီးသာဖြစ်ချည်သည်မင်းတုံးဘရင်ကြီးနှစ်ရာဆန်တော့56နှစ်တမီရှိနေပြီ မတတော်ချဖို့လိုက်ရတယ်တီဘောမင်းကလေးနန်းတက်တာရော58နှစ်မှာပါတော်မူတာရောအကုန်လုံးငမ်းမျက်စိအောက်မှာကြီးပဲမခင်တိန်လွင်ဤကိုမှာနှစ်ချာကွဲနေတကယ်သို့ထင်ရလေရာကောင်းစွာတည်သောကိုခွဲက ထိုစကားများကိုခတ်တဲ့တဲ့ကြာရည် အခန်းတစ်ခုလုံးမှာခရမ်းရည်ရောင်ကဲ့သို့မှိုင်းပြရည်မောင်လဲရှိ။ငါယူပြီယူပြီဟုစိတ်ထဲကပြောမိ။တိုးတော့အတန်ကားမထွက်လာခြင်းဒေါဖွားကြီးကဆက်လက်၍ငါအသက်ကြီးပြီငါအိုးပြီငါခနာအိမ်ဟောင်းလာပြီဒီတော့ငါခနာအိမ်ဟောင်းကြီးကိုဆွပြရမယ်ညီးခနာအိမ်နဲ့လဲရမယ်ဒီတော့မှငါဟာအရွယ်ငယ်သွားမယ်နှုတ်ပြမယ်လှသွားမယ်တဲ့တဲ့များတော့လေတံဖြစ်ဟင်း ဟင်းမလဲရဘူးမလဲရဘူးမလဲရတီးတိုးလေတမ်းများသောအတန်ကလေးပင်တိမ်မြုပ်ပျောက်ွယ်၍သွားလေ၏တခန်းလုံးမှာလွန်စွာသိမ့်စိတ်ပြီးလင်အပြာရင့်ရောက်ဖြင့်ဖုံးလွှမ်းလဲရှိလေရာတော်ဖွားကြီးတောက်ပတော်မျက်လုံးလေးနှလုံးကိုသာ မြင်နေရတော့၏ရင်းစကားများသည့်ပင် မှတ်ခင်သိမ့်လွင်ပါစမတဲတဲမြထွက်သွားသောနောက်ဆုံးစကားဖြစ်လေသည် ထို့နောက်ဝိုးဝါးမြသောခရမ်းရောင်တွင်၌ထူဆန်းသောအရာများကို မြင်ရလေသည်မှတ်ခင်တိုင်းလွင်၏ကိုခွဲမှာအဝတ်အစားမရှိဘဲတနေရာတွင်ရက်တည်းလည်းရှိရာမှမြင်ရလေသည်အိယာပေါ်တွင်ရှိနေသောဒေါ်ဘွားကြီး၏ကိုမှအယိတ်သာသာမျှတာမြင်ရသောဒေါ်ဘွားကြီးအိုမင်းသောရုပ်တံတစ်ခုပေါ်ထွက်လာပြီးလင် ရှိနေသောမှတ်ခင်တိုင်းလွင်၏မူလကိုစီသို့၍လာကမှတ်ခင်တိုင်းလွင်၏ကိုထဲသို့ဝင်ရောက်ပေါင်းဆက်သွားလေသည် ထို့နောက်မခင်သိန်းလွင်ဤကိုမတိမှုမြင်မှုကြားမှုများပျောက်ကွယ်သွားတော်၏ဆိုဖာပေါ်တွင် ထိုင်နေသောမူလကိုစီသို့ရောက်အောင်မခင်သိန်းလွင်သည်အပြင်းအထန်အားထုတ်လက်ရှိရမှာ အလွန်ကြီးမားသောတကူအင်အားတစ်ခုကသုံးကန်လက်ရှိသည့်ဖြင့်မရောက်နိုင်ပဲရှိနေရမှာ လုံလုံသတိလင်း၍သွားလေ၏ကောင်းစွာသတိရ၍မျက်လုံးများကိုဖွင့်ကြည့်လိုက်တော့ကနိုင်ပေါင်းများစွာကြာခဲ့လေပြီ။ အိမ်ရှိဖက်ပရင်ပေါင်းမှတိုးဝင်လဲရှိသော နေရောင်များကိုမြင်ရသည်ဖြင့်နေအတော်ပင်မြင့်နေပြီဖြစ်ကြောင်းသိရလေ၏မိမိကိုယ်မှလည်းမှု့ရပေါ်တွင်လှဲလျောင်းနေသည်မဟုတ်ဘဲကတင်ပေါင်းကိုကပ်၍ထားသောခေါင်းများပေါ်သို့ခတ်မိမိတင်နေသည်ကိုတွေ့ရ၏ဥကောင်းမှာခေါင်းစွာကြည်လင်ခြင်းမရှိလာသေးပေမျက်လုံးများမှာလည်းရည်ဝေလက်ရှိနေလေသည်ငါဘာဖြစ်သလဲမင်းညကအတော်နေမကောင်းများဖြစ်သလားအိုးတတိယပြီ တော်ဖွားကြီးခံသွားပြီးသူနဲ့သူညစာစားရတယ်။ထို့သို့စဉ်းစားရင်မှတ်ခင်သိမ့်လွင်သည်ခေါင်းများပေါ်မှထရန်ကျူးစားလေ။သို့သောအသက်ရှူချက်တကယ်သို့ဖြစ်က နေရာမှမထနိုင်ပဲရှိလေသည်။တို့ရှိစဉ်တော်ဖွားကြီးလက်ပါစေအိမ်ဖုံမလေးနှင်းပွင့်သည်လက်ဖေးလင်ပန်းကိုကင်ကအခန်းထဲသို့ဝင်လာသည်ကို တွေ့ရလေ။ဟဲ့နှင်းပွင့်ငါဘယ်ရောက်နေသလဲငါနေမကောင်းဖြစ်နေသလား။ဟုတ်တယ်ကြည်ကြည် မနေ့ညကជីជីတော်တော်နေမကောင်းဖြစ်နေသလားជីជីရဲ့အရင်နှလုံးရောဂါထတာဗောအခုကောနေမကောင်းဖြစ်နေသလားဟဲ့နင်းဖွင့်နင်းပါရီလျှောက်ပြောနေတာလေငါခင်သိမ့်လွင်လေအခုအခမ်းမပြီးရောက်နေတာငါမှဘယ်တော့ကနှလုံးရောဂါရှိဖူးလို့လေမနေ့ညကတော်တော်ကဖိတ်လို့သူ့ခန်းသွားပြီးညစာစားရတယ်လေနှင်းပွင့်ဒီလက်ဖက်လက်ပန်းကိုစပွဲပေါ်၌ပြစ်ချခဲ့ပြီလင်တရေတစင်းနဲ့တွေ့ရတဲ့ကဲ့သို့အခန်းပြင်သို့လှင်မြန်စွာပြေးထွက်သွားပြီလင် ဆ ्याम ရင်မြန်မြန်လာပါအောင်ဦးလေးကြီးရေလှုပ်ကြပါအောင်ဟောဒီမှာမေမေကြီးဟာဘာရီရှောက်ပြောနေမှမသိဘူးစိတ်နောက်သွားပြီထင်တယ်ဟုအော်ဟစ်ပြောဆိုတဲ့ကိုမှတ်ခင်သိမ့်လွင်ကြားလိုက်ရလေမကြာမီအပြင်းမခြေတံများကြားရပြီးနောက်နှင်းပွင့်သည်ဆေးုံကဆ ्याम ကဲ့သို့ဝှက်ထားသောမိမတယောက်နှင့်အခန်းထဲသို့ဝင်လာကြလေသည်ဒီမှာဆ ्याम ရဲ့ជីជីပါရီဖြစ်မှန်းမသိဘူးသူ့ကိုယ်သူမက်ခင်သိန်းတွင်လို့ပြောနေတယ် ဟဲ့နင်းပွင့်နင်တို့အားလုံးဘာဖြစ်လာကြတာလဲငါဟာဦးစိန်မောင်ရဲ့ secretary မှတ်ခင်သိမ့်လွင်လေနင်းပွင့်နဲ့ဆရာမတို့ဒီအံ့ဩလဲရှိကြ၏ထို့နောက်ဦးစိန်မောင်နဲ့ဆရာဝန်တယောက်အခန်းထဲသို့ဝင်လာလေသည်သူတို့အားလုံးထွက်သွားကြတော့ကကတဲ့နီးတို့မိန်းမတယောက်ရောက်ရှိလာပြီလေမခင်သိန်းလွင်ကိုပေါ်တို့ကိုင်းညွန့်ကမခင်သိန်းလွင်မျက်နာကို ကြည့်ရှုလက်ရှိထိုမိမ၏မျက်နာမှာမိမိမျက်နာပင် ဖြစ်နေသည်ကို တွေ့ရလျှင် မခင်သိန်းလွေမှာနှောက်ရောက်လာသောမိမိကိုခွဲမျက်နာကိုကြည့်ကထိတ်လန့်အံ့ဩလေအလိုလေးညီးပတူလဲဟုတီးသွမိန်လိုက်မိ၏မိမိအချိုးကျသောကိုလုံးကိုပေါက်ကို၎င်းနှုပြိုလှပတော်မျက်နာကို၎င်းဝါဝန်းသောအသားဆိုင်ကလေးများကို၎င်းနှီးမြန်းသောပါးနှင့်နှက်ခမ်းများကို၎င်းထိုမိမိုက်ကိုပေါ်တွင်မျက်ဝါးထင်ထင်တွေ့မြင်ရတော်၏သို့သောမျက်လုံးများမှာအိုမင်းရင့်ရွ၍ရက်ဆက်ကြမ်းကြုတ်သောအသွေးရောင်ရှိနေသည်ကိုမြင်ရလေသည် ထိုကမိမကရှင်ကကျုပ်ကိုတွေ့ချင်တယ်ဆိုတော့ဝါကြီးရဲ့အလိုကျမတော်ဝါကြီးမဟုတ်ပါဘူးမှတ်ခင်သိမ့်လွင်ပါဦးစိန်မောင်ရဲ့ secretary ခင်သိမ့်လွင်လေဘာပြုလို့ဒီလိုလုပ်ရတာလဲဟမ်ညီကိုငါပြောပြပါပြီကိုဒီတော့ညီလောက်ကထွက်ပြီတော့ညီမလည်းနှလုံးရောဂါရှိနေတယ်မဟုတ်လားပြီးတော့ညီဟာတက်ကြီးနေပြီတေးဖို့လည်းမဝေးတော့ဘူးမှတ်ခင်သိမ့်လွင်ဒီတစ်ကိုယ်လုံးသုံးလုံးရိပ်သွားလေဤ ဒီလိုလှုပ်လှုပ်ဘာကျိုးရှိတယ်လဲတော်တော်ရေတော်တော်ဘလောက်ဆုံးရှုံးတယ်လဲဆိုတာတွက်လဲကြည့်ပါဦးကို့စည်းစိမ်ဥစ္စာရောကို့သားရောကို့ကုံချက်တည်ရောအရှုံးရှင်အမျက်လဲရှိတာပေါ့ဤညီရဲ့ကျမ်းမာရေးညီရဲ့နှုတ်ပြတဲ့ရုပ်ညီရဲ့ဘဝနောက်ဆုံးညီရဲ့ချစ်ဘာပြောတယ်ညီရဲ့ချစ်လीညီရဲ့ချစ်ကိုညွန့်ဟန်ဆိုတဲ့လူကိုငါရမှာပြောတာပါဝေးလက်တာမရသေးဘူးတေးတောင်မရဘူးကိုညွန့်ဟန်ကကျမကိုမှချစ်တာ ကျမကလွဲလို့ဘဒုကုံမှမချစ်ဘူးမိမဒီဟာဟာပပတ်ရင်မောလိုက်ညီးကိုချစ်တော့မှမဟုတ်ဘူးေငါ့ကိုချစ်တော့မှညီးမျက်နှာကြီးကိုမြင်ရရင်ညီးကိုကြိုက်ဖို့နေနေသသာဘယ်သူမှန်းတော့သိမှာမဟုတ်ဘူးထိုမိမဒီပျော်ပျော်ဆိုဆိုနေပြင် ကတင်းအချားဖက်ဘီရိုဘော်တွင်တင်ထားသော လက်ကန်ရိုးတက်ထားသည့်မှန်တစ်ချက်ကို ယူခဲ့ပြီးလင်မှတ်ခင်သိမ့်လွင်မျက်နှာနီးတို့ကပ်ပြီးပြီးနောက်ကြည့်စမ်းပါဦးညီးမျက်နှာကို ဒီမျက်နှာကြီးကိုညီလူကချေဦးมาတယ်လားမခင်သိမ့်လွင်ဒီမိမိမျက်နှာကိုမှန်တဲတယ်မြင်ရလေရာနှလုံးသွေးရက်လူမတက်ထိတ်လန့်အံ့ဩမိတော်ဤတွန့်လိုက်လက်ရှိသောပားပြင်များဖြူစွတ်သောသပင်များနဲ့ခြောက်တွေ့သောနှခမ်းများကိုမြင်ရ၏သို့သောမျက်လုံးများမှမူအိယာဘေးတွင်ရက်နေသောမိမ့်မအီမျက်လုံးများကဲ့သို့ခြောက်တော်အစင်းရှိပဲနှုတ်ပြိုကြည်လင်သောမိမိပင်ကိုမျက်လုံးများပင်ဖြစ်လေသည် မှန်ပြီးတော့မိမတီမခင်သိန်းလွင်ကိုဘော်တို့မိမိကိုကိုရခင်ကထက်ညွန့်လေ။ကိုင်းလီဘေးနဲ့ရှိစာညီးမျက်နာညီးမှန်နဲ့မြင်ရပြီမဟုတ်လား။အဲ့ဒီမျက်နာကြီးကိုညီးရဲ့ကြီးစားကချေဦးมาတယ်လားဟမ်။မခင်သိန်းလွင်ဒီကိုကိုအတန်ငယ်စူးစား၍ကြွားလိုက်၏။အချစ်ပြင်းထန်သောဒေါရသည်မခင်သိန်းလွင်အားအာသစ်လောင်း၍ပြေးပြေးတကယ်သို့ဖြစ်ကာမိမိမျက်နာနီးတို့ကပ်၍လာသောမိမ၏မျက်နာကို လက်ကင်တထားတော့မှန်ဖြစ်တအားရိုက်လိုက်လေသည်မခင်သိန်းလွင်အပြုတ်မှုများမှာလှင်မြန်လွန်းတစ်ဖြစ်ထုံမင်းမသည်ရှောင်းတန်းရအချိန်မရလိုက်ခြင်းလေးလန့်သောမှန်ဤပေါင်သည်ထုံမင်းမ၏နှထင်ကိုလှလှကြီးထိသွားပြီးလင်မိမသည်မခင်သိန်းလွင်ကိုပေါ်တို့ကန့်လန့်ဖြစ်လဲကျသွားလေသည်ထိုခဏ၌မခင်သိန်းလွင်ဦးကောင်းထဲတွင်မိစားဖြစ် ထိုးလိုက်တဲ့ကဲ့သို့အလွန်နာကျင်သောဝေဒနာတစ်ခုကိုခံစားလိုက်ရပြီးနောက်တတိလင်း၍သွားလေ၏ တတိပြန်ရလာသောအခါဦးကောင်းမှနာကျင်ခြင်းလဲအတန်ငယ်သက်သာရာရလာသည်ဖြင့်ကိုကိုအတန်ငယ်လှောက်ရှားလိုက်ထိုအခါနားထဲတွင်မလှုပ်နဲ့ဦးလေငိမ့်ငိမ့်နေမဘောဟုမိမတယောက်တန်ကိုကြားလိုက်ရ၏မခင်သိမ့်လွင်သည်အာယူ၍မျက်လုံးများကိုဖွင့်ကြည့်လိုက်ရာရခင်ကမိမိမြင်ဖူးသောဆ iam သည်မိမိအားယူရစွာ ပြုစုလက်ရှိနေသည်ကို တွေ့ရလေမိမိရောက်ရှိနေသောနေရာမှာလည်းမိမိအိပ်ရာပင်ဖြစ်လေသည် ျမဘာဖြစ်တာလဲဆရာမကောင်းမတော့ထိခိုက်မိသွားတယ်ထမင်းလုံးတစ်စိ6ချင်းခံရတဲ့ကဲ့သို့ဖြစ်ပျက်ခဲ့သောမိမိအဖြစ်ပျက်များကို မှတ်ခင်သိမ့်လွင်ပြီးပြန်၍သတိရလာ၏သူနှင့်အလန့်တကြားအော်လိုက်လေသည်ကျမဘာတူလဲယင်ကျမဘာတူလဲစကားမပြောနဲ့ဟိုမှတ်ခင်သိမ့်လွင်ဘာမှမကြောက်နဲ့ကြောက်စရာမရှိဘူးပြီးတော့ကိုကိုကို နေကောင်းအောင်နေမှာပေါ့ဟုတ်ကဲ့ဆရာမဒါထက်တည်င်းကောင်းတစ်ခုပြောရအောင်မေ ဧည့်ခန်းမှရန်ကုန်ကလူတယောက်ရောက်နေတယ်။ပန်တိုက်ရရှိဆိုထင်ပါရဲ့။မှခင်သိန်းလင်ကိုစိတ်မချတာနဲ့လိုက်လာတယ်တဲ့။အိုးဟုတ်လား။ဧကနကိုညွန့်ဟန်ပါပဲ။ကောင်းပါလေရှင်။ကျမဝမ်းတာလိုက်တာ။ဒါထက်ဒေါဖွားကြီးကို လုံခဲ့တဲ့နှစ်နိုင်လောက်ကပဲဆုံးသွားရှာပြီ။ခေါင်းထဲမှာထိုးကိုက်လိုက်တာဆိုပြီးမောသွားရကဆုံးရှာတာပါပဲ။သူ့ရှင်ဆိုနှလုံးရောဂါနဲ့တူပါတယ်။ကိုင်းကိုင်းကိုင်းစကားတွေများများပြောနေလို့မဖြစ်သေးဘူး။ ဟော်ဒီဆေးလေးတစ်ခွက်တောက်ပြီးစူးစားအိတ်လိုက်ဟုံမခင်သိမ့်လွင်သည်အိတ်ဆေးတောက်ပြီးနှိတ်ချိုက်စွာအိတ်ပြော်သွားလေ၏အိတ်ရမကြည်လင်စွာနိုးလာတော့ခါချစ်သူနှင့်တွေ့ရလျက်ထိုနေ့ပင်ဦးစိန်မောင်၏အလုံးမှထွက်ပြီးနောက်ရန်ကုန်သို့ကိုညွန့်ဟန်နှင့်တူ လိုက်ပါသွားလေသည်ဟုတ်ကဲ့ပါခင်ဗျာဒီနေရာလေးမှာပဲဆရာကြီးတကုံရှင်များရေးသားထားတဲ့စိတ်ပညာလုံးစိတ်ထင်တာလုံးဆိုတဲ့ဝိတ္ထုဇာတ်လမ်းလေးပြီးဆုံးလို့တော့ပါပြီခင်ဗျာ။ နားဆင်ပေးသူအားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ